ဟာလေလုယာအော်ဒီနေ့မှာကျမဝင်ကားမဲ့နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်ကပေးဆက်လို့တော့နှလုံးသားလို့ကျမအမိပေးထားတယ်အဲ့တော့အင်္ဂလိပ်လိုဆို a sacrificial heart ပေါ့နော်အဲ့တော့ပေးဆက်လို့တယ်ပေးအပ်လို့တယ်ပေးကမ်းခြင်းနဲ့ဆွလို့နဲ့နာခံခြင်းနဲ့အဖို့ခပေးခြင်းနဲ့တနည်းအားဖြင့်အရှုံးခံလိုက်မယ်ဆိုတဲ့နှလုံးသားမျိုးကိုပြောတာဖြစ်တယ် ကျွန်တော်တို့အမြဲတမ်းကြားရတဲ့နှုတ်ကပတ်တော်တွေကအောင်မြင်တယ်ကောင်းစားတယ်နော်နော်အသက်ရှင်မယ်ကျွယ်ဝမယ်အနာရမယ်ဟာအာမင်အာမင်ထူးကြကောင်းပါတယ်ဒါကယုံကြည်သူတွေအတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာဟုတ်ပါသလားဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘုရားသခင်ရှိစီလိုတဲ့နှလုံးသားအဲ့ဒီအတွင်းတဲကနှလုံးသားနဲ့ဆိုင်တဲ့အရာကိုလည်းဒီနေ့ဘုရားသခင်ကပြင်ဆင်စေချင်တာဖြစ်တယ်အဲ့တော့အင်္ဂလိပ်ကျမ်းစာထဲမှာဆို sacrifice ပေါ့သို့တော့ အစာစကားနဲ့မြန်မာစကားနဲ့တိုက်ရိုက်ပြင်မယ်ဆိုရင် ပေးဆက်လို့တဲ့နှလုံးသားအဖိုးခပေးတဲ့အရာဒါကိုပြောနေခြင်းဖြစ်တယ်အဲ့တော့တမချန်းစာထဲမှာပြန်ကြည့်လိုက်မယ်ဆိုရင်ဝိပ္ပယချန်းထဲမှာရပ်ပူဇော်ခြင်းနဲ့ပတ်သက်တဲ့အရာတွေအများကြီးပြောထားတယ်မေဆမကြီးဒီခေတ်မှာလူသေးလို့လားလို့မေးရင်အခုလိုမျိုးတိုးတွေနွားတွေခိုးတွေဂျိုးတွေကိုဘုရားကျောင်းတဲ့ကိုခေါ်လာပြီးတော့ရပ်ပူဇော်ကြမလို့တော့ပါဘူး ။ဘာကြောင့်လဲဆိုတော့သခင်ယေရှုခရစ်တော်ဘုရားသခင်ကျွန်တော်တို့တရုတ်ချင်းစီတိုင်းအတွက်လက်ဝါးကားတိုင်းပေါ်မှာသိုးတငယ်လေးအပေါ်မှာအသေးခံတဲ့အမှုရာရှိခဲ့တဲ့အတွက်ကြောင့်မလို့ထိုသခင်ရဲ့ပေးဆက်ခြင်းထိုသခင်ရဲ့အနစ်နာခံခြင်းထိုသခင်ရဲ့အရှုံးခံခြင်းအပြင်ကျွန်တော်တို့တွေဟာလွတ်မြောက်ရတယ်ကောင်းစားရတဲ့အခွင့်ကိုဘုရားသခင်ကပေးတာဖြစ်တယ်။တခါတလေဘုရားစီကိုလာတဲ့အခါမှာတချို့တွေကအပြင်းမန်းတံတန်တိတ်ကောင်းကြတယ်ဒါပေမဲ့နှလုံးသားတော်တော်ဆင်းရဲတယ်နှလုံးသားတော်တော်ပုတ်ပွားတယ်အဲ့တော့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ရဲ့နှလုံးသားကို ကြည့်တဲ့ဖရားဖြစ်တယ်ဆိုတဲ့အရာကိုအယုံဆုံးနားလေးစေခြင်းနဲ့လူကတော့အပြင်ကိုကြည့်ပြီးတော့အမှတ်ပေးတယ်ဖရားကငါနှလုံးသားကိုချိန်ပြီးတော့မှမှတ်တမ်းတင်တဲ့ဖရားရှင်ဖြစ်တယ်အာမင်သင်မတဲ့ယုံကြည်သူဖြစ်လာတာဘလောက်ပဲကြာနေပါစေနှလုံးသားအလေးချိန်ရှိတဲ့သူနှလုံးသားမှန်ကန်တဲ့သူရဲ့ဘက်မှာဖရားသခင်ရက်တည်တဲ့ဖရားရှင်ဖြစ်တယ်အဲ့တော့ကျမတို့ခရစ်ယာန်ရဲ့တရားဆိုတဲ့အရာကဘာတရားလဲခရစ်ယာန်ရဲ့ဧဝံဂေလိတရားဆိုတဲ့အရာကပေးဆက်တဲ့တရားဖြစ်ပါတယ်ရယူတဲ့တရားမဟုတ်ဘူး နော်အဲ့တော့ကိုယုံဆုံးနားလေစီခြင်း ਨੇ ကိုလဝါကတိုင်းကိုထမ်းပြီးတော့ငါနောက်ကိုလိုက်ရမယ်လို့ယေရှုသင်ခဲ့တယ်ကိုလိုကိုညင်းပယ်ရမယ်နေ့တိုင်းဇာတိတဘောကိုအသေးတက်ရမယ်အစေခံရမယ်စေရသားကိုပေးကမ်းရမယ်မိမိအသက်ကိုနှမျောသောသူကအသက်ရှုံးမယ်မိမိအသက်ကိုမနှမျောဘဲနဲ့ပေးကမ်းတဲ့သူကအသက်ကိုရမယ်ဆိုတော့ခရိယံအသက်တာရဲ့ဧဝံဂေလိတရားဆိုတဲ့အရာကဘာလဲဆိုတော့ပေးကမ်းခြင်းနဲ့ဆိုင်တဲ့တရားကိုပြောနေခြင်းဖြစ်ပါတယ်အာမင်ကဲဒါကြောင့်မလို့ အခုချိန်မှာနော်ကျမတတိယစေခြင်းနဲ့ဒီအသင်းတော်ဟာလေရေရှည်ရမ်းနိုင်နေဆိုတဲ့အရာအခုလိုမျိုးဘုရားသခင်ကနော်လူမြောက်များစွာကို ကောင်းကြီးဖြစ်စေတဲ့အရာတခုကဘာကြောင့်လို့ထင်ပါသလဲပိဆက်နေတဲ့သူတွေအနောက်မှာရှိနေလို့ပါဘာတွေကိုပိဆက်ကြလဲတလားကျမတို့အခုလိုအေးအေးဆေးဆေးနော်ညင်ညင်ညောင်းညောင်းနဲ့ထိုင်တိုင်းပို့တော့ခုံစီတဲ့သူရှိတယ်ကျမတို့မရောက်လာခင်ကတည်းကအေးအားကုန်းကုန်းမနဲ့6နိုင်လောက်မှလာဖွင့်ပေးတဲ့သူရှိတယ် ကျမတို့အခုလိုမျိုး Sunday ဖရားရှိခိုးနိုင်ပွင့်အတွက်တောက်ကြစနေနေ့တွေကတချင်းတိုက်နေတဲ့သူတွေရှိတယ်။အိုသူတို့ကအလုပ်အားနေလို့မဟုတ်ပါဘူး။သူတို့လည်း professional workers တွေပါ။ပြင်မှာအလုပ်လုပ်ကြပါတယ်။တို့တို့သူတို့ရဲ့အလုပ်တွေကိုခြံထားပြီးတော့မှမရရတဲ့အချိန်တည်းမှာဖရာသခင်ရဲ့နိုင်ငံတော်အတွက်ပေးဆက်ဖို့ရန်အတွက်လူမြောက်များစွာရဲ့အတ္တကောင်းကြီးဖြစ်စေဖို့အတွက်ပေးဆက်မယ်ဆိုတဲ့နှလုံးသားနဲ့သူတို့ကအစီခံတာဖြစ်တယ် ဒီနေ့ကျမတို့အစဉ်ပြေနေတဲ့တက်တောင့်တက်တာဖြစ်ချင်းဆိုတဲ့အရာကတစုံတယောက်တော့သူအဖို့ခပေးလိုက်လို့ကျမတို့တက်တောင့်တက်တာဖြစ်နေတာဖြစ်တယ်။အာမင်။အကြောင်းအနောက်မှာရှိနေတဲ့ထင်းကိုလက်ခုပ်တီးပေးအောင်။အာမင်။တော့ဒီနေ့ကျမနားလေစေခြင်းနဲ့ပေးဆက်လို့တဲ့နှလုံးသားကိုဒီနေ့ဘုရားသခင်ကရှာနေတယ်။အဲ့ဒါကဘုရားရဲ့နှလုံးသားဖြစ်နေလို့ပါ။အာမင်။အဲ့တော့ဝိပ္ပယအကျဉ်းခန်းကြီး6ခန်းငယ်7ကနေ73ကိုကျမဖတ်စေခြင်းနဲ့ ရစ်ပလင်မီးသည်မသေးဘဲအစင်လောင်ရမည်ရစ်ဘရောဟိတ်သည်နနတ်တိုင်းထင်းမီးကိုထည့်၍ထင်းပေါ်မှမီးရှူရာရစ်ကိုခင်းရမည်ထိုရစ်ပလင်ပေါ်မှလည်းမိတ္တဟာယရစ်စီဥကိုမီးရှူရမည်ရစ်ပလင်မီးသည်အလင်းမသေးဘဲအစင်မပြတ်လောင်ရမည်အဲ့တော့ရစ်လို့ပြောပြီးဆိုရင်ကိုယ်ွယ်ချင်းကိုပြောတယ်ရစ်လို့ပြောပြီးဆိုလို့ရှိရင်ပေးဆက်ချင်းဆွန့်လွတ်ချင်းအရှုံးခံချင်းအနစ်နာခံချင်းကိုပြောနေချင်းဖြစ်တယ် ဒါကိုမမေ့စေချင်ဘူးကြဲတော့ဒီနေရာမှာကြည့်တဲ့အခါမှာရစ်ပလင်မီးဒီမသေးပဲအစင်လောင်ရမယ်တဲ့အဲ့တော့ရစ်ပလင်မီးဆိုတဲ့အရာတောက်လောင်ခြင်းကိုဘုရားသခင်ကလိုချင်တယ်အဲ့ဒါတဲ့နှလုံးသားရဲ့တောက်လောင်ခြင်းကိုပြောနေခြင်းမှာရစ်ဘရဟိတ်ကဘာလို့ဆိုနက်နက်တိုင်းနက်နက်တိုင်းအချိန်ဆိုတဲ့အရာကိုပြောထားတယ်မနေ့ရောက်လာတဲ့အခါမှာဒီနေ့သင်ရဲ့အသက်တာကိုသင်ဆန်းစစ်ဖွင့်တဲ့ရည်ကြီးတယ် မနေ့ရောက်လာတဲ့အခါမှာ Facebook သုံးဖို့စဉ်းစားနေလားမနေ့ရောက်လာတဲ့အခါမှာဘာချက်ဆိုင်ရင်ကောင်းမလဲလို့စဉ်းစားနေသလားမနေ့ရောက်လာတဲ့အခါမှာဘသူစီမပစံချင်းကောင်းမလဲတော့မနေ့ရောက်လာတဲ့အခါမှာဒီနေ့မှာတော့ငါတို့နော်ဘယ်နေရာရှောက်လဲရင်ကောင်းမလဲမနေ့ရောက်လာတဲ့အခါမှာငါရဲ့ချစ်သူငါစာဘလို့ပို့ရင်ကောင်းမလဲစဉ်းစားနေတဲ့လူငယ်တွေလူငယ်တွေဖယားကတော့အခုဘာပြနနက်တိုင်းမှာသူလှုပ်စီခြင်းတဲ့ຢာက Tim me go ထဲပါဘာကိုထဲစီခြင်းလားလဲ ထင်းမီးကိုထဲစေချင်တာဖြစ်တယ်အဲ့တော့တဲ့ရဲ့မနဲ့ဆိုတဲ့နစ်တနစ်တာကိုအစပြုတဲ့အခါမှာထင်းမီးကိုထဲပွင့်တဲ့အရေးကြီးတယ်အဲ့ဒီထင်းမီးကဘာကိုပြောနေတာလဲသမချမ်းစာကိုဖတ်ခြင်းဆုတောင်းခြင်းယုံကြည်သူချင်းချင်းမိသားယဖွဲ့ခြင်းအေဝံဂလိဟောပြောခြင်းအာမင်အစာရှောင်ခြင်းစသဖြင့်အဲ့ဒီထင်းမီးတွေကိုအတ္တတဲမှာထဲပွင့်တဲ့လိုအပ်တယ်ဘာဖြစ်လို့လဲထင်းမရှိရင်လောင်ကျွမ်းခြင်းဆိုတာမရှိဘူးအာမင်ကဲပြီးတော့ဘာဆက်ပြောထားလဲဆိုတော့ မီးရှို့ရရစ်ကိုတဲ့ခင်းရတယ်ထင်းရဲ့အပေါ်မှာဘာကိုခင်းရလဲမီးရှို့ရရစ်ကိုခင်းရတယ်မီးရှို့ရရစ်ကိုခင်းခြင်းဆိုရရကတင်းရဲ့အတ္တကိုတင်လိုက်ပါတဲ့ထင်းပေါ်မှာတင်းတတကိုတင်ပြီးဆိုမတော့ဘာလို့ဖို့လဲဆိုတော့မီးရှို့ဖို့ပေါ့တနည်းအားဖြင့်တင်းရဲ့ဇာတိနဲ့ဆိုင်တဲ့တမတ်တဲ့အရာတွေပေးဆက်ခြင်းရဲ့စံကျင်ဘက်ကပါလေယာယူလိုခြင်းလေအဲ့ဒီအရာတွေမီးရှို့ဖို့အတွက်လိုအပ်တယ် နော်အမျက်ထုတ်လို့ခြင်းနေမီးရှို့ပွင့်ရအတွက်လိုအပ်တယ်ခေါင်းပုံဖြတ်ခြင်းတဲ့ယာတွေမီးရှို့ပွင့်ရအတွက်လိုအပ်တယ်သူတစ်ပါးကိုအနိုင်ထက်ပြုခြင်းတဲ့ယာတွေမီးရှို့ပွင့်ရအတွက်လိုအပ်တယ်ဟာလေလုယာအာမင်ပြီးတော့မှသူကဘာဆက်ပြောထားလဲဆိုရစ်စီဦးကိုမီးရှို့ရမယ်ရစ်ကောင်ထဲမှာမှအကောင်းဆုံးသောအရာကစီဦးဖြစ်တယ်ဒါကြောင့်မလို့သင်ရဲ့အတ္တတာထဲမှာအကောင်းဆုံးသောအရာကိုဖျားသခင်ကိုဘေးအပ်ခြင်းဆိုတဲ့အရာကိုလည်းအပေါ်မှာထက်ဆင့်ပြီးတော့ဘုရားကတိဆောက်စေခြင်းနဲ့ ်သင်ပင်နောက်မှာရှိသောသူကိုမေးလိုက်ပါသင်ရဲ့အကောင်းဆုံးသောຢာကဘာလဲအာမင်ပြီးတော့ဖခင်ကဘာပြောတာဆိုအစင်မပြတ်လောင်ရမည်လိုက်ပြောပါအစင်မပြတ်လောင်ရမည်အဲ့ဒီရကဘာကိုပြန်နေတိုင်းလှောက်ဆောင်စေခြင်းနဲ့ဖရာသခင်ရဲ့စံတားလို့ပြောနေတာဖြစ်တယ်။အာမင်။အတော့ကျမတို့ရဲ့အတ္တတဲမှာမတောက်လောင်တော့ဘူးဆိုတဲ့ရကဘာကိုပြောနေရလဲ။ပေးဆက်ခြင်းနဲ့နှလုံးသားမရှိတော့တာ ဟယ်လိုပစ်ဆက်ခြင်းနဲ့နှလုံးသားယော့လာပြီဆိုရင်သင်တောင်းလောင်ခြင်းယော့နေပြီဟာနောက်ဆုတ်ခြင်းနဲ့နှလုံးသားတွေပေါ်ထွက်လာပြီဆိုကျင်းနေတယ်တနည်းအားဖြင့်တစ်ဖက်မှာရှိတဲ့ရယူလိုတဲ့နှလုံးသားအတ္တဆိုတဲ့အရာတွေပေါ်ထွက်လာပြီဆိုတဲ့အကြောင်းကိုပြောနေခြင်းဖြစ်တယ်ညီကောင်မောင်တို့မတို့ဒီနေ့အဲ့ဒီပစ်ဆက်ခြင်းနဲ့နှလုံးသားကိုဒီနေ့ဖျားသခင်အရန်သဘောချတယ်အာမင်